မင်္ဂလာပါဒီဗီဒီယိုမှာတော့ကမ္ဘာအကြီးဆုံးတဲကန္တရာဖြစ်တဲ့ဆာဟာရာကတဲပြင်ကြီးပဲမဟုတ်ပဲသမုဒ္ဒရာတွေကိုအသက်ဝင်စေပြီးတော့မိုးတစ်တောတွေကို ရှင်သန်စေတဲ့ဆိုတဲ့အကြောင်းပြောပြသွားမှာဖြစ်ပါတယ်ဒီတဲကန္တရာကြီးကမြောက်အာဖရိကတလောနိုင်ငံပေါင်း17နိုင်ငံကို ဖြတ်ကျော်တည်ရှိနေပြီးတော့မြန်မာနိုင်ငံဧရိယာထက်73ဆကျော်ကြီးမားကျယ်ပြန့်ပါတယ် ဒီတဲကန္တရာကြီးရဲ့တဲတောင်ကုံတွေကအထက်60အဆောက်အုံလောက်မြင့်နိုင်ပါတယ်တဲကန္တရာရဲ့၄ဘုံတဘုံလောက်ကပဲတဲတွေဖြစ်ပြီးတော့ကျန်နာတွေကတော့ကြောက်တောင်မြေပြင်တွေကြောက်စရစ်တွေနဲ့တောင်တန်းတွေပဲဖြစ်ပါတယ်ဒီတဲကန္တရာကြီးရဲ့စွမ်းအားအဆင့်မှန်ကတော့သူ့ရဲ့ဖုံမုံတွေမှာတည်ရှိပါတယ်နှစ်စဉ်နှစ်တိုင်း၄ပြင်းတွေကတဲကန္တရာဖုံမုံပေါင်းတန်ချိန်တန်း180ကျော်ကို လေတဲကိုခေါ်ဆောင်သွားပြီးတော့အတ္တလန်ဒိတ်သမုဒ္ဒရာကိုဖျက်ကမိုင်ပေါင်းထောင်ချီတည်ဆောင်သွားပါတယ်။ဒီဖုံမုံတွေကတာမန်မြေမုံတွေမဟုတ်ပါဘူးသူတို့ထဲမှာတန်တန်းနဲ့ဖော့စဖရက်လိုမျိုးအာဟာရဓာတ်တွေ အပြည့်ပါဝင်ပါတယ်။ဒီဖုံမုံတွေအတ္တလန်ဒိတ်သမုဒ္ဒရာတွေကို ရောက်သွားတဲ့အချိန်မှာတော့သမုဒ္ဒရာရဲ့အစားအစာကွင်းဆက်ဖြစ်တဲ့ဖိုင်တိုပလန်တန်လို့ခေါ်တဲ့ပင်လယ်ရေမော်ဝင်တွေကို အာဟာရဖြည့်တင်းပေးပါတယ်။ ဒီပင်လေရေမော်ပင်တွေကငါးတွေဝေလာငါးတွေနဲ့အခြားအရာများစွာအတွက် အစာဖြစ်ပါတယ်။ပိုပြီးတော့အန်အုပ်ဖို့ကောင်းတာကဒီအပင်တွေကကြီးမားတဲ့ပမာဏရှိတဲ့ကာဗွန်နိုင်အောက်ဆိုက်တွေကိုစုပ်ယူပြီးတော့ကျွန်တော်တို့ရဲ့ရာသီဥတုကိုထိန်းညှိပေးဖို့ကူညီပေးနေပါတယ်။တနည်းအားဖြင့်တော့ဆာဟာရာကဖုံမုံတွေသာမရှိဘူးဆိုရင်သမုဒ္ဒရာတွေကအခုလောက်ကြီးအတက်ဝင်လှုပ်ရှားနေမှာမဟုတ်ပါဘူး။ ဒီတဲကန်ဒါရရဲ့ဖုံဖုံအချို့ကတော့တောင်အမေရိကအထိ ခီးသွားပြီးတော့အမေဇုန်မိုးတစ်တော်တဲကိုကြားရောက်ပါတယ်။အမေဇုန်မိုးတစ်တော်ရဲ့မြေစီလွာတွေကမိုးများလွန်းလာကြောင်းအာဟာရဓာတ်တွေပျက်စီးသွားပြီးအန်ဩစရာကောင်းအောင်ညံပြင်းပါတယ်။ဆာဟာရတဲကန်ဒါရရဲ့ဖုံဖုံတွေကပို့ဆောင်ရေးဝန်ဆောင်မှုလိုမျိုးအာဟာရဓာတ်တွေကိုပြန်လည်ဖြည့်တင်းပေးပြီးကမ္ဘာဇီဝမျိုးစုံမျိုးကွဲတွေအများဆုံးရှိနေတဲ့ ်ဂေဟာစနစ်တွေကတခုကိုထိမ့်သိမ်းဖို့ကူညီပေးနေပါတယ်။တွေးကြည့်လိုက်ပါကဘာပေါ်မှာအချောက်တွေ့ဆုံးနေရာတွေကတခုကအဆိုးဆုဆုံးနေရာတွေကတခုကိုရှင်းတန်နိုင်ဖို့အတွက်ကူညီပေးနေတာဖြစ်ပါတယ်။ဒီတဲကန္တရရဲ့ဖုံမုံတွေကယာဒီဥထုကိုပါတက်ရောက်မှုရှိပါတယ်။ဖုံမုံလေးတွေကနေရောင်ကြီးကိုရောင်ပြန်ဟတ်စေပြီးတော့သမုတ်ရီယာတွေဘလိုပူနွေးလာလဲဆိုတာကိုတက်ရောက်မှုရှိသလို လေတိုင်နှုံးနဲ့မိုးရေချိန်ပုံစံတွေကိုလည်းပြောင်းလဲစေပါတယ်။ဒီတဲကန္တရာကြီးက6ွေပြီးတော့အဖိုးမတန်သလိုထင်ရပေမဲ့လည်းသူ့ရဲ့နယ်နိမိတ်တွေကိုကြော်လွန်ပြီးတော့ဘဝနဲ့ယာစီဥထုတွေကိုပုံဖော်ပေးနေတဲ့ကဘာလုံးဆိုင်ရာ စွမ်းအင်ဗဟုထာနာတစ်ခုဖြစ်နေပါတယ်။စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်ကဆာဟာရာကလုံးဝတဲကန္တရာကြီးမဟုတ်ခဲ့ပါဘူး။စိမ့်လန်းဆိုပြပြီးတော့မြစ်တွေရေကန်တွေ ်တစ်တော်တွေတောင်မှပြည့်နှံ့နေကြတာပါရာသီဥတုပြောင်းလဲမှုတွေကအခုလိုခတ်ထန်ကြမ်းတမ်းနဲ့မြေမျက်နှာသွင်ပြင်ဖြစ်လာအောင် ပြောင်းလဲခဲ့တာပါဒါတောင်မှဒီနေ့ခေတ်မှာနာမည်ကြီးနေတဲ့ဖန်နဲ့မြေခွေးနဲ့ရေမတောက်ဖဲနဲ့ရှင်တန်နိုင်နဲ့သဲကန္တရသမင်းလိုမျိုးထူးခြားတဲ့လိမ့်ဆန်တွေနဲ့အတူ လူဦးရေနှစ်တန်းကျော် နေထိုင်နေကြဆဲဖြစ်ပါတယ်ဒီတဲကန္တရကြီးကမိုးတစ်တော့ကို အာဟာရဓာတ် ဖြည့်သွင်းပေးနေပြီးတော့ပင်လယ်တက်တော်တွေကိုရှင်သန်နေစေတဲ့တဲကန္တရာကြီးတစ်ခုဖြစ်ကြောင်းဖော်ပြပေးလိုက်ပါတယ်။